တယ်လဲဆိုတော့ညီမလေးတို့ကအချုံမုံမပါဘူးအချုံမုံပေါ့ငါးအချို့တန်းနဲ့ပဲချက်တာမှာအဲ့လိုမျိုးဒါပေမဲ့ငါးထဲမှာပါတာကြတော့မုံဟိထဲမှာပါတာကြတော့အဲ့လိုငရမ်းပါတယ်ငခုပါတယ်ငကြီးပါတယ်ငချင်းပါတယ်မှာဘွဲကအချုံမပါဆို3500ပါမှာအချုံနဲ့ဆိုရင်4000ဘဲဦးနဲ့ဆို4500ပါဟုတ်တယ်အကြက်မဟုတ်ကြတော့ညီမလေးတို့ကိုယ်တိုင်ထုတ်တာပါမှာဆက်နဲ့ကြိတ်ရမဟုတ်လက်နဲ့ပဲဒီတိုင်းထောင်းတာ တစ်ဆယ်လောက်ကုန်တယ်မှာမနက်ခဏနာရီရနေပြီးတော့နေ့လယ်ဆယ်နာရီခွဲဆိုပြိပါတယ်မှာညနေ၄နာရီတို့ပြန်ဖွင့်တယ် န်းလေးပါမှာဟုတ်ကဲ့ပါဘလို့ထုတ်ပြတာလဲဆိုတော့ညီမဘောစီကမဝင်ငါအရန်ကြိုက်တယ်အရန်ကြိုက်လို့သူ့ဘသူတို့ချက်ပြီးတော့အလူမီပေါ်ထွက်ပြတယ်လူမျိုးချက်တာလဲဆိုတော့ညီမလေးတို့ကအချုံမုံမပါဘူးအချုံမုံပါငါအချို့တန်းနဲ့ပဲချက်တာမှာအလူမီဒါပေမဲ့ငါထဲမှာပါလာကြတော့မုံကြီးထဲမှာပါလာကြတော့အလူငရမ်းပါတယ်ငခုပါတယ်ငကြီးပါတယ်ငချင်းပါတယ်မှာဟုတ်တယ်မန်းငုံလည်းထည့်ပေးရပါတယ်မန်းငုံလည်းထည့်ပေးရတယ်ငါ့ဦးလည်းပါတယ်ငဖယ်လည်းပါပါတယ်မှာ ညီမလေးတို့ကအချုံမုံမပါတော့ပိုဆင်ပြေတယ်။အဲ့လိုမျိုးအချုံမုံမပါတဲ့ရတာကိုပိုကြိုက်တယ်မှာ။တနည်းကို30လောက်ကုန်တယ်မှာ။မနေ့ခုနှစ်နာရီရနေပြီးတော့နေ့လယ်10နာရီခွဲဆိုပြိတ်ပါတယ်မှာ။ညနေ4နာရီကိုပြန်ဖွင့်တယ်။9နာရီဆိုပြန်ပြိတ်တယ်မှာ။ဘယ်လောက်ရောင်းရမှာဒီမှာကြာတော့အကျော်ဘွဲကအကျော်မပါဆို3500ပါမှာအကျော်နဲ့ဆိုရင်4000ဘဲဦးနဲ့ဆို4500ပါမှာဟုတ်ကဲ့ပါအမအချက်မုံလေးတော်ပြီးတော့ရောင်းလာတယ်တွေ့ရ အဲဟုတ်တယ်အကြက်မဟုတ်ကြတော့ညီမလေးတို့ကိုယ်တိုင်ထုတ်တာပါမှာဆက်နဲ့ကြိတ်ရမလို့လက်နဲ့ပဲဒီတိုင်းထောင်းတာအဲ့ဒါဘလို့ပါလာလဲဆိုတော့ညီမလေးဟိုရဲ့ဘောစီမလေးက तू ကမွေးငါးဆိုင်နေမှာဆိုအမြဲတမ်းသွားစားပြတယ်လေသွားစားပြတော့အဲ့လိုပေါ့ဟိုအဆင်ပြေတာလေးပေါ့ तू စိတ်ကူးနဲ့တဲ့တာလေးတွေဦး သူထည့်ပြတာပါ။ဒါလေးပါလားမဟုတ်လားပဲမောက်ပါတယ်မဟိုသမီးဟိုသီးပါတယ်။နောက်ဟိုပူစီနံပါတယ်မဟုတ်ပြည်တော်ဒီမှာတော့နာနာမည်ပါတယ်ပဲတိပါပါတယ်မှာဟုတ်တယ်မှာစီကြကြတော့ညီမလေးတို့ကကိုယ်တိုင်ချက်တာမှာဟိုအဲ့လိုအလေးချိန်နဲ့ဝယ်ရတော့ဘာလို့မရှိဘူးကိုပေါ့ကိုကိုယ်တိုင်နှော်ပြီးတော့ကိုယ်တိုင်ချက်တာပါမှာကြော်ကြတော့ဘူတိကြော်ပါတယ်မှာမန္တလေးပဲကြော်ပါတယ်ချက်သွွန်ကြော်ပါပါတယ်မှာ ဒီကြောက်ဝိပါတယ်မဖဲ့ပါပါတယ်မှာဟုတ်မှာတခါလေးထည့်ယူရပါမှာတခါလေးကြရင်တော့ကန်ကောင်းတဲ့လူဆိုရင်တော့နှလုံးသုံးလုံးပါပါတယ်မှာတခါလေးကြရင်လည်းတစ်လုံးလောက်တော့ပါတယ်ငါ့အုပ်ကြတော့ညီမလေးတို့ကငရဲ့အုပ်အများသုံးသုံးပါတယ်မှာဒီကြတော့ညီမလေးတို့ကပဲစီပဲသုံးပါတယ်မှာဇမျိုးနေရာလာအားပေးလဲဆိုတော့အများဆုံးတော့မျိုးလေပိုင်းနေရာလာပြီးအားပေးတယ်မှာ စီကျို့သွေးကျို့သမားတွေဆိုလည်းအများဆုံးလာစားကြတယ်။ဒါလို့ဆိုတော့သူတို့နဲ့အဆင်ပြေလို့လာစားကြတယ်။အချုံမမပါလို့ပေါ့နော်။အဲ့လိုမျိုးသူတို့ယောဂနဲ့အဆင်ပြေလို့လာစားကြတာမျိုး။လိမ့်စာကြတော့မြစ်တာလမ်းမကြီးအိမ်နံပါတ်6ဟိုကမြို့သမီးစေယုံရှိပေါ့။ဆိုင်နံပါတ်လေးကဘာလို့ပေးထားလဲပါတခါလေးပြောပြပါဦးဆိုင်နံပါတ်လေးကကြာတော့ညီမတို့ကတဘာဝချက်တာဆိုတော့လေအဲကြောင့်လို့ဆိုင်နံပါတ်လေးကိုအဲ့နံပါတ်လေးသဘောကြလို့တဘာဝမဝင်ငါဆိုင်ဆိုပြီးပေးထားတာပါမှာ ညာပိုင်းဆိုရင်တော့9နိုင်လို့ဆိုသိမ့်ပါတယ်မညာပိုင်းတော့မထွက်ပါဆယ်လည်းများတယ်မလာစားတဲ့လူလည်းများတယ်အဲ့လိုမျိုးပေါ့အော်ဒါမှားတဲ့လူလည်းရှိပါတယ်ဈေးကတော့ညီမလေးတို့ကျတော့ဒီတိုင်းအော်ဒါယူတာကျတော့ပုံမှန်3500ပဲရှိရဲမှဒါပေမဲ့ညီမလေးတို့ကလက်ဆောင်ထည့်ပြီးကြတော့ပဲကြော်တို့ဘဲဦးတို့အဲ့လိုမျိုးလက်ဆောင်ထည့်ပြီးရှိပါတယ်ဟောလာကြလာစားနေကြဖောက်တဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့အများနဲ့လည်းလာအားပေးပါလို့မဆာဘူးသေးတဲ့လူတွေကိုလည်းလာအားပေးကြပါလို့